စကိုင်းတောင်တိတ်ဆိတ်ငိမ့်တက်ချင်းရဲ့ဘရင်စကိုင်းတောင်ဟာဝင်းရံနေတဲ့တောင်တန်းတွေကြားမှာမတ်မတ်မာမာတည်ရှိနေတဲ့တောင်တစ်ခုပါဒီတောင်ပေါ်ကနေရှုခင်းတွေဟာတင့်ကိုဆွဲဆောင်နိုင်ပြီးစိတ်နှလုံးကိုငြိမ်းရေးစေပါလိမ့်မယ်အမြင့်ကနေမြစ်ပြင်ကျဲကြီးကိုကြည့်လိုက်တဲ့အခါစကိုင်းတောင်ရဲ့ငြိမ်းချမ်းမှုနဲ့တည်ငြိမ်မှုကတင့်ကိုအံ့ဩစေပါလိမ့်မယ် အထူးသဖြင့်နေဝင်ချိန်မှာကောင်းကင်ယံကလိမ္မော်ရောင်နဲ့ခရမ်းရောင်ဆင်းတွေကတင့်ရင်နဲ့ဆွေးမြဲနေပါလိမ့်မယ်။ဒီတောင်ကမြမရင်ကျေးမှုနဲ့ဘာသာရေးအမွေနှစ်တွေရဲ့တင်ကြီးတာတစ်ခုလည်းဖြစ်ပါတယ်။စကိုင်းတောင်ဟာလွမ်းဆုပ်ခွဲရအမတ်တရတွေကိုဖန်တီးပေးနိုင်တဲ့နေရာတစ်ခုပါ။စကိုင်းတရာဟာအေယာဝတီမြို့ကိုဖြတ်သန်းပြီးမန္တလေးမြို့နဲ့စကိုင်းမြို့ကိုဆက်သွယ်ထားတဲ့တင်ကြီးတာဖြစ်ပါတယ်။ ဒီတရားကမြေကမ်းနှစ်ဖက်ကိုရုပ်ပိုင်းဆိုင်ရာအရချိတ်ဆက်ထားရုံသာမကသမိုင်းနဲ့ခေတ်စ်ကိုလည်းဆက်ဆက်ပေးထားပါတယ်။သခိုင်းတရားကိုဖျက်လျှောက်တဲ့အခါမြစ်ထဲစီးဆင်းနေတဲ့လေတွေကိုကြည့်ပြီးအေးချမ်းတဲ့လေငင်းကိုခံစားရပါလိမ့်မယ်နေထွက်ချိန်။ဒါမှမဟုတ်နေဝင်ချိန်မှာတရားကိုဖျက်ပြီးရှုကင်းကိုရှုစားတာကသိရင်လည်းကိုဆွဲဆောင်နိုင်တဲ့အလှတရားဖြစ်ပြီးမမေ့နိုင်စရာအမှတ်တရတွေကိုဖန်တီးပေးပါလိမ့်။